ချစ်စွာသောမိဘပြည်သူပေါင်းစိတ်အီချမ်းသာခြင်းကိုအီချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေသူပြည်သူစပီကာနေပြီးတော့ကျွန်တော်နှုတ်ခွန်းဆက်တာကတော့ပြုလိုက်ရပါတယ်ခင်ဗျာဟုတ်ပါခင်ဗျာကျွန်တော်တို့ဒီနေ့မှာတော့ကျွန်တော်တို့ပြည်သူစပီကာအစီအစဉ်လေးမှာကျွန်တော်တို့ဘလူရီယာနေပြီးတော့ကျွန်တော်တို့ကိုလူတွေတိုင်ကြားထားတဲ့ဘဲအုပ်ကြီးတွေကတော့ဘလို့ဖြစ်နေကြပါတယ်ပြည်သူတွေဘက်ကနေပြီးတော့မရက်တီပဲနဲ့ပြည်သူတွေကိုဘလောက်ထိနိုင်နေစင်းနဲ့လုံနေကြပါတယ်ပြီးတော့ရက်ွက်အုပ်ချုပ်ရေးမှုတွေမြို့နယ်အုပ်ချုပ်ရေးမှုတွေပြီးတော့ရာယီမှုစေရင်မှုတွေအစပြည်သူတွေရှိရနေပြီးတော့ ငွေတွေဘလို့တောင်းခံနေတယ်ဘလို့တွေခေါင်းစဉ်နေနေဘလို့တွေလုံနေလဲစူတာလေးကိုကျွန်တော်တင်ပြပေးတော့ပါခင်ဗျာဟုတ်ခင်ဗျာဆရာကိုသိကြီးရဲ့ဥစားပထမကျွန်တော်ရှိကိုအရင်ဆုံးရောက်လာတဲ့တည်င်းလေးကျွန်တော်ရှင်ပြောလိုက်မယ်နော်ဟုတ်ကဲ့ပါပြောပါခင်ဗျာဟုတ်ကဲ့ပကိုးတိုင်းအုပ်ဖို့မြို့နယ်မှာအချမ်းဘတ်စစ်တပ်ကဂွေးချောင်းရွာကိုဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးစဉ်အမှထွက်ပြေးသွားတဲ့လူငယ်ကိုအချမ်းဘတ်စစ်တပ်ကနောက်ကနေလိုင်းလံပစ်ခတ်တာအမှလူငယ်တအူထိခိုက်ကြီးထိပြီးတော့တန်းရရသွားတယ်တော်သေးတော့ဘုမသိလို့ပေါ့နော်ဒါပတိကောင်းမပြောက်ပေါ့ဒါပေမဲ့ဟို သူတို့ကပြန်ပြီးွားတယ်ပေါ့ဟုတ်လားဟုတ်ကဲ့ပြန်ပြီးအဲဒီကလေးကတော့ဟိုဘာပဲပြောပေါ့နော်ဟိုမစားတော့ဘူးသူတို့လက်ထဲရောက်သွားပေါ့နော်ဟိုဘာပဲပြောပြောကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာဒီလိုမျိုးအဖြစ်ဆိုးကြီးတွေစနစ်ဆိုးကြီးတွေကျွန်တော်တို့ကြုံတွေ့နေရတာအဲမြန်မာပြည်သူပြည်သားတွေအတွက်ဒါဝတ်လို့ပဲပြောရမှာပေါ့နော်ဒါပေမဲ့အဲ့ဒီဝတ်ကိုကျွန်တော်တို့ကနေပြီးတော့တစ်သက်လုံးကြီးကျွန်တော်တို့အဖြစ်မခံနိုင်ဘူးပြအဲ့ဒီဝတ်ကိုကျွန်တော်တို့ကပပျောက်သွားအောင်ဝတ်ကိုကျွန်တော်တို့ကတွန်းလှန်ရမယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်တယ်နော်တွန်းလှန်ရမယ်အဲကျွန်တော်တို့စစ်ဘက်နဲ့အောက်ကအမြန်ဆုံးကျွန်တော်တို့လွတ်မြောက်အောင် ကျွန်တော်တို့တွေအားလုံးကနေပြီးတော့ disease တဲ့တလုံးနဲ့တသွေးတဲ့တသားတွေကနေပြီးတော့တွဲတဲ့လက်တွေကိုကျွန်တော်တို့ချစ်ချစ်ပါအောင်ခိုင်မာစွာစုပ်ကိုင်ပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ကျွန်တော်တို့ဒီစစ်အစိုးရကိုကျွန်တော်ပြန်ပြီးတော့ကျွန်တော်တော်လန်ရမယ်စစ်အစိုးရလို့ပြောတာမဟုတ်ဘူးเนาะဥပမာပြောတော့ခုသူတို့ကနေပြီးတော့စစ်အစိုးရစစ်အစိုးရသူတို့ပြောနေတဲ့စကားကိုကျွန်တော်တို့ကနေဒါလေးကိုကျွန်တော်တို့ကနေပြီးတော့ဟိုထည့်ပြောလိုက်တာပေါ့เนาะကျွန်တော်တို့ကအစိုးရလို့အတိမမပြုတ်ပါဘူးအတိမမပြုတ်ပါဘူးသူတို့ကအစိုးရလည်းမဟုတ်ပါဘူးတကယ်တကယ်ပြောရင်သူတို့ကအကြမ်းဖက်တွေပါဟုတ်ကဲ့ခင်ဗျာ ဟုတ်ကဲ့ပါဟုတ်ကဲ့ပါကျွန်တော်ရှိမှရာနာတဲ့သတင်းလေးတွေရှိပါတယ်ဟုတ်ကဲ့ဒါကျွန်တော်တင်ကြရအောင်ပေါ့နော်ကိုစိန်ကြီးခင်ဗျားတဲ့တင်ပြတရားလေးရှိလို့ပါတဲ့အေယော်ဒီတိုင်းနဲ့ပတ်တနော်မြို့နယ်တဲ့ဒနော်အုပ်စုတဲ့နော်စင်ကြောင်းကြီးရွာအုပ်ချုပ်ရေးမှူးတဲ့ကိုမြင့်ဟန်နေတဲ့သူကြီးအပေါင်းအပါတသားရတဲ့ဂျွာရဲတွင်နဲ့စစ်မှုတန်းဥပဒေအရတဲ့ငွေများကိုလိုက်လံကောက်ခံနေပါတယ်တဲ့အတော်ကြပါပြီတဲ့အရင်ငားတဲ့တလတခါတအိမ်အောင်ငိုးတဲ့တတောင်း လိုက်ပြီးတော့ကောက်ခံပါတယ်တဲ့ယခုအခါတဲ့တလတလကိုတဲ့တအိမ်အောင်အိမ်တဲ့အိမ်မာတဲ့၁၈နှစ်မှ35နှစ်အတွင်းနဲ့9ရောက်ရှိပါကားတဲ့6000ပေးရမည်လို့ပြောပါတယ်တဲ့9ရောက်ကနေတဲ့9ရောက်ကနေယူတော့9000တအိမ်အောင်တစုအတွက်ကားတဲ့1000နဲ့အလုံးပေါင်း6000ထည့်ရပါတယ်တဲ့အဲ့ဒါလို့တဲ့ကောက်ခံနေရင်းမာတဲ့ ညဘက်တဲ့ဝင်ဆွဲတာတွေလည်းရှိပါတယ်တဲ့ချောင်းလန့်ပြောဆိုမှုတွေလည်းရှိပါတယ်တဲ့ဥက္ကဋ္ဌရဲ့မြင့်ဟန်အတွင်းမူဦးအေမင်းနောက်ကနောက်တစ်ယောက်ကဦးစိန်တန်းဦးအစောဦးဦးအစောဦးကျော်ကျော်တို့ဖြစ်ပါတယ်တဲ့ဦးစိန်ကြီးတို့ဒီစီစဉ်လေးကနေပြီးတော့တာလေးကိုတဲ့တင်ပြပေးပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ဗာပဲပြောပေါ့နော်ဒီအယောက်ဒီတိုင်းဒီပတ်တနော်မြို့နယ် ပနနောဆိုတာလေရံမုံနဲ့ဟိုမဝေးဘူးပေါ့နော်အရင်ကတော့အဝေးကြီးပဲပေါ့နော်အခုတော့တရားတွေစောက်ပါတွေလုံနေဆိုရံမုံနဲ့နီးကပ်သွားပြီရံမုံနဲ့နီးကပ်တဲ့နေရာမှာပနနောမြို့နယ်ဆိုတာပနနောဆိုတာတမိုင်းကျောင်းတားခဲ့တဲ့မြို့တစ်မြို့ပါအဲ့ပနနောမှာဝင်းကျုပ်ဦးနုကလည်းပနနောသားပါပဲပြီးတော့ကမားနေပြီးတော့အတိမတ်ပြုတ်ခဲ့တဲ့ဥတန်ယူတန်ပေါ့နော်ဥတန်ဆိုတာလည်းပနနောသားပါပဲ ။ဘာပဲပြောဘူးနော်တမိုင်းစင်နာကြီးခဲ့တဲ့ဒီပန်းတနော်မြို့ကြီးအေရော်ဒီတိုင်းပန်းတနော်မြို့ကြီးမှာကဟိုပြည်သူဘက်ကမျက်နာမမူဘဲနဲ့ပြည်သူတို့နိုင်တယ်စင်းနေလုံနေတာတော့ဟိုဒါကတော့ဟိုပြည်သူတွေဘက်ကနေကျွန်တော်ကြည့်ရရင်တော့ဒါတော်တော်ရိုင်းဆိုင်နေလို့ပဲပြောရမှာပေါ့နော်။အရှိရာလူကြီးတွေလူကြီးတွေဥလူဆိုလဲပြည်သူဘက်ကရက်တည်ပြီးတော့အဲဝန်ကြီးချုပ်အနေနဲ့နိုင်ငံတော်ကိုစောင့်ရှောက်ခဲ့တယ်နိုင်ငံခေါင်းဆောင်လုပ်ခဲ့တယ်ဥဒန်းဆိုလဲ တကယ်လို့ပြည်သူတွေဘက်ကနေပြီးရက်တည်ပြီးပြည်သူတွေဘက်ကနေမမမမရက်တည်ခဲ့ပြီးတော့ကျွန်တော်တို့ဒီဟိုကဘာအလဲမှာဥတန်ဆိုတာပြောလိုက်တာနဲ့မြန်မာဆိုတာတည်သွားပါလေဟုတ်ပါမယ်တမိုင်းကြောင့်လှခဲ့တဲ့ပန်းတနော်မြို့ဟာလူတွေဘာကြောင့်ဘောမှနေကြတာလဲဟုတ်တမိုင်းကြောင့်ဘာလို့ဖြတ်စည်းနေကြတာလဲတမိုင်းဖြတ်နေတာနော်တမိုင်းဖြတ်တဲ့လူတွေခမားတို့ဒီမှာရှိတဲ့လူတွေပေါ့နော်ဒီကိုမြင့်ဟန်နဲ့နော်ကိုမြင့်ဟန်တို့ လူစုတတိုက်ပေါ့နော်ကိုအေးမင်းနော်ကကိုစိန်တန်းနော်အဲ့ဒီလူစုတတိုက်ခမားတို့တမိုင်းမဖြတ်ကြပါနဲ့ခမားတို့အေယာဝတီတိုင်းမှာတကယ်ကိုတမိုင်းလာခဲ့တဲ့လူတွေရှိပါတယ်လို့ဒီနေရာနေကျွန်တော်ပြောချင်ပါတယ်ခမားတို့ရဲ့လူရွယ်ကိုဒီနေရာနေပြီးရက်လိုက်ပါတော့ပြည်သူတွေနဲ့လက်တွဲပြီးတော့ပြည်သူတွေနဲ့တသားတည်းရှိပါတော့ပြည်သူမျက်ရည်တုတ်ကြပါတော့လို့ကျွန်တော်ဒီနေရာနေကျွန်တော်ပြောချင်ပါတယ်ခမားဟုတ်ကဲ့ခမားအခုလိုမျိုးကျွန်တော်တို့ရှိကိုအပတ်စဉ်တင်ဆက်နေကြဖြစ်တဲ့ပြည်သူစပီကာပန်ကြားလာအစီအစဉ်ကိုပေါ့နော်တိုင်ကြားခြင်းနဲ့ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ဆရာကိုစိန်ကြီးရဲ့ Facebook page နဲ့ဆရာကိုစိန်ကြီးရဲ့ Facebook Messenger မှာတိုင်ကြားနိုင်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီစကားစရဲ့အယိုးရင်ကြိုက်တဲ့အုတ်ချုပ်ရေးမှုတို့ယာအိမ်မှုတို့နောက်ပြူစောတီတို့နောက်သူတို့စကားစရဲ့စစ်သားတွေကိုယ်တိုင်မဟုတ်နော်အပြည်သူတွေပေါ်ညှဉ်းပန်းနှိပ်စက်တာတွေအပြည်သူတွေပေါ်ဘလို့ညှဉ်းပန်းနှိပ်စက်လဲဘလို့ငွေကြေးတွေညှစ်လဲအဲ့ဒါတွေကိုကျွန်တော်တို့တွေကိုလာပြီးတော့တိုင်ကြားလို့ရပါတယ်ကျွန်တော်တို့အနေနဲ့မှာတစ်ဆင့်ဒီပြည်သူစပီကာအစီအစဉ်ကနေပြည်သူများကိုပြန်လဲခြားပြလို့ရပါမယ်ခင်ဗျာဟုတ်ကဲ့ပါဗျာအခုကျွန်တော်နောက်တစ်ထပ်ပြောချင်တာတော့ဒီ ဒီဥစ္စာပေါ့နော်ဒီသူတို့ဘုံယုံမူကြီးလို့ပြောပြောနေတဲ့အဲသူတို့ရဲ့ခေါင်းဆောင်သူတို့ရဲ့ပထွေးရအာဘာပဲပြောပေါ့နော်ဒါစစ်သားတွေရဲတွေကိုအရှိတန်းတွေထွက်ခိုင်းနေပေါ်တာတွေဆွဲခိုင်းနေအတိုက်ပွဲတွေထွက်ခိုင်းနေအင်ဂျက်ချင်းချင်းအိုးမဲ့တုတ်ပြီးခုတ်ခိုင်းနေကြတယ်အဲ့ဒီတဲမှာလည်းတကယ်ဟိုပြည်သူကိုချစ်တဲ့ရဲဘော်လေးတွေလည်းရှိပါတယ်ဟုတ်ပါဘူးဒါပေမဲ့သူတို့မှာဘာဖြစ်နေဆိုမလွဲတာမရှောင်တာလို့ တို့မှဒီတာဝန်ကြီးကိုတို့မှလုပ်နေဘာဖြစ်လို့မလဲတာမရှောင်တော့လို့ပြောရမယ်ဆိုတို့ရှေ့တန်းထွက်သွားပြီဆိုတာ ਨੇ တို့မိသားစုကအခြေချုပ်ကြနေတာပါပဲ မင်းတို့ရှင်းတန်းထွက်သွားလေမင်းတို့ဒီတိုက်ပွဲကြီးကိုမင်းတို့သွားမတိုက်ဘူးဒီရှင်းတန်းကိုမထွက်ဘူးဆိုရင်မင်းတို့သားသမီးတွေမင်းတို့မိန်းမတွေငါတို့ဘလို့လုတ်ပြစ်မယ်ဘာတွေလုတ်ပြစ်မယ်ဆိုတော့အဲ့ဒီလိုချင်းချောက်မှုတွေနဲ့သူတို့မှရင်ဆိုင်ပြီးတော့တိုက်ပွဲဝင်နေရတာပါအညာကိုင်ခံတာအညာကိုကိုင်ခံတာတာတိတ်ပြီးတော့အညာကိုမကိုင်ပါနဲ့ရားတယ်လို့ပါဟုတ်ဟုတ်မောပါဘူးမတော့ပါနဲ့ဒါကျွန်တော်အကောင်းပြောတာပါဘူးဘာပဲပြောပေါ့နော်ကျွန်တော်တို့ဒီမိသားစုဝင်နေရတဲ့ရုံထွက်နိုင်အောင်ကျွန်တော်ကြိုးစားပါဟုတ်ကဲ့ခင်ဗျမကြတော့ပါဘူး မကြတော့ပါဘူးဘာဖြစ်လို့လဲဆိုတော့အမှန်တရားကိုဘယ်တော့မှဖုံးကွယ်လို့မရပါဘူးဟုတ်မရပါဘူးအဲ့ဒီလိုမျိုးပါပဲအမားလုံနေတာဥစ္စာတစ်ခုကိုလည်းဖုံးကွယ်လို့မရပါဘူးဖုံးကွယ်လို့မရပါဘူးဘူးပေါ်တို့ပေါ်လာမှာပါပဲဒါကြောင့်လို့အမားလုံတဲ့လူတွေရှိတယ်အမားကိုအမှန်မြင်ကြပါတော့ပြီးတော့အမှန်လုံတဲ့လူတွေကလည်းနောက်ထပ်မမမမအောင်ဟုတ် လမ်းကြောင်းကိုရှောက်တဲ့နေရာမှာပြည်သူတွေနဲ့လက်တွဲပြီးတော့ရှောက်ကြပါလို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျဟုတ်ကဲ့ခင်ဗျအခုနောက်ထပ်မှာကျွန်တော်မှာတရင်လေးတစ်ပုတ်ရှိသေးတယ်ခင်ဗျဟုတ်ကဲ့မန္တလေးတိုင်းခုမှာတရင်တစ်ပုတ်ရှိကျွန်တော်မှာနှစ်ပုတ်ရှိတယ်ဟုတ်ကျွန်တော်နောက်ထပ်ရှိသေးတယ်ခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့ပါဗျာဒါလေးတရင်ရင်တင်ပြလိုက်နော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့မန္တလေးတိုင်းညောင်ဦးမြို့နယ်ငမင်းမေးရွာမှာရှိတဲ့နာရေးအိမ်တအိမ်ကိုအကျံဖက်စစ်တပ်ကဝင်ရောက်စီးနင်းပြီးတော့အဲ့ဒီမှာရှိတဲ့လူငယ်အယောက်20ကျော်ပေါ်တာဆွဲသွားတယ်လို့သိရတယ်ခင်ဗျနာရေးအိမ်မှာနာရေးအိမ်ကိုတွားပြီးတော့ပေါ်တာဆွဲတယ်နာရေးကူညီနေတော့မှာပဲ ။အော်ရက်ဆက်လိုက်ကြတာဗျာ။နာရီဆိုတော့ဒါအရင်တော့ကျွန်တော်တို့ရှိတာပေါ့ဗျာ။အပြည်သူတွေတည်ရင်အာသူတို့ကဘာဘလို့တွေဟိုဝမ်းကူညီရမလဲဆိုတော့စိတ်ဓာတ်တွေရှိတယ်။အခုတော့အဲ့လိုမျိုးတော့တင်းဖွဲ့နေလည်းအခုတော့ဒီနာရီအိမ်မှာသွားဆွဲကြရတယ်ဆိုတော့ဒါတော်တော်အချိန်ကြီးကစိုးနေပြီ။နော်။မြန်မာလူမျိုးချင်းချင်းဟိုကျွန်တော်တို့ကနေပြီးတော့သူ့ကျွန်ခံနေရတဲ့အဖြစ်မျိုးဖြစ်နေ။အဲ့တော့လူတယောက်တည်လို့ရှိရင်ကျန်တဲ့လူတွေကသွားပြီးတော့ဝိုင်းဝန်းကူညီပေးဖို့ မလုံမလုံရကြတော့ဒီလိုလူစုလူဝေလောက်ရင်စစ်တပ်ကလာပြီးပေါ်တာဆွဲမယ်အဲ့တော့ဒီလူတယောက်ရဲ့နောက်ဆုံးခီးမှတော့ကောင်းကောင်းမွန်မွန်မသွားရအောင်ဖြစ်နေရတော့အဲ့လိုဟုတ်တယ်ဟုတ်တယ်အဲ့ဒါဘာလဲဆိုဝိဆိုတာလဲပါတယ်ကျွန်တော်တို့ဒီကျွန်တော်တို့ကတော့ဒီဥနေဝင်လက်ထက်ကိုကျွန်တော်တို့ပြီးလိုက်တယ်လေဥနေဝင်လက်ထက်ပြီးတယ်ဥဆုံးမောင်လက်ထက်ပြီးတယ်ဥတန်းချွေလက်ထက်ပြီးတယ်ကျွန်တော်တို့ကခေတ်ဆက်ဆက်ကိုကျွန်တော်တို့ကနေတော့အဲကျွန်တော်ဒီဘက်ခေတ်ပေါ့နော်ကျွန်တော်မိခဲ့တယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ဒီ88ရေကင်းဖြစ်တဲ့အချိန်မှာအဲဘလို့ဖြစ်လဲဆိုတော့ဒီရေကင်းဖြစ်နေတဲ့တိုင်းလမ်းမျိုးလူတယောက်တေသွားတယ်ဆိုရင် ်အာမင်းတို့ဘယ်မှမသွားဘူးသွားမင်းတို့မိသားစုတွေပဲသွားတင်းကျန်းကိုသွားပြီးတော့အတူတူသွားချကြနောက်တော့တင်းကျန်းဦးတော်မှာသွားလို့မရတော့ဘာဖြစ်လဲဆိုကျွန်တော်တာဂီတာဘက်မှာဆိုရင်အဲကျွန်တော်ပန်တာဂီတာပန်းညံနေလို့နောက်တစ်ခါဒီကွင်းထဲမှာလို့ဘာလို့မလို့အဲ့ဒီမှာမြေမြုပ်ပြရတယ်တင်းကျန်းကြီးသွားလို့မရလို့အပြင်သွားလို့အဲ့လိုလောက်ရတယ်အပြည်သူတွေအဲ့လိုလိုက်လံပိတ်ပင်ပိတ်ပင်ပိတ်ပင်နေတဲ့အတွက်ဒီဦးနေဝင်တင်သွားတော့သူ့မှာတနေသေးတယ် သူ့အာသူမချရတယ်ဖြာလေးနဲ့ပတ်ပြီးတော့လူလေး၉ယောက်လား၁၁ယောက်လားပဲရှိတယ်သူ့အာသူမချလိုက်ရတယ်ဒါဘာပဲပြောလို့ဥနေဝင်းဆိုတာသူကောင်းတာတွေမကောင်းတာတွေအတာထားဥနေဝင်းဆိုတာရဲဘော်တုံးချင်းဝင်အဖို့ဝင်ဟုတ်ကဲ့သူတော်မှအခုပြည်သူကိုစော်ကားရတဲ့အတွက်သူဘလို့တွေဝါတယ်မနမချလိုက်နဲ့ပတ်ပြီးတော့သူ့မှာမရှုမလာနဲ့သူ့မှာတေဆုံးွားတယ်အခုလည်းဒီတိုင်းပဲပြည်သူတို့အဲ့လိုပိတ်ပင်နေတယ်ဘာလို့ပါညာလို့ပါဘာမလို့အောင်ညာမလို့အောင်လို့အခု အနိုင်ချပြီးယူထားတဲ့ဘိုးချုပ်ယူကြီးဘလို့ခံစားရမလဲဒီဥစ္စာကိုခမားတို့ကျွန်တော်တို့မတည်သေးဘူးသူ့ကိုစောင့်ကြည့်ရအောင်ပါစောင့်ကြည့်ရမှာပါနော်ဥနေဝင်လို့ဟုတ်ကဲ့ဖြစ်မလားဖြစ်မလားဘလို့လဲဆိုကျွန်တော်စောင့်ကြည့်ရအောင်ပါဟုတ်ကဲ့ပါကျွန်တော်ရရှိလာတဲ့ဒီနေ့တော့ EOD တိုင်းနဲ့နော် EOD တိုင်းဒေတာကြီးတဲ့ကျိုင်လက်မြို့နယ်တဲ့ခနောင်းကြီးရွာကတဲ့ခနောင်းကြီးရွာကစင်ပေါင်ဝဲကြီးရွာကခနောင်းကြီးရွာရဲ့စင်ပေါင်ဝဲကြီးရွာရဲ့နော်အဲ့ကယာယီမှုတဲ့တန်းအေးခေါ်တဲ့ဂျပုတဲ့ဟာဟာ तू อ่ะ तू ပြောနေမယ် तू อ่ะပြီးတာလားဇဘူးတဲ့စစ်သားစုဆောင်ရေးတဲ့ငွေကြေးမပြည့်လဲတဲ့မပြည့်လဲလူမပေးနိုင်ရင်တဲ့เนาะငွေကြေးမပြည့်လဲလို့လူမပေးနိုင်ငွေကြေးမပြည့်လဲဘူးနော်တငွေတောင်းတာပေါ့နော်ငွေတောင်းတယ်မတောင်းနိုင်ဘူးဆိုရင်လူလိုက်ပေးရတယ်ပေါ့နော်လိုက်ပေးရတယ်ပြီးတော့ပြည်သူအပေါ်မှာတဲ့နိုင်တဲ့စင်းနေနဲ့ဆက်ဆံနေတာကြားရရကြားပါပြီတဲ့သူကားတဲ့ရဲတွေနဲ့တဲ့ရဲတွေနဲ့တဲ့စကမ်းမှုတွေနဲ့တိတယ်တဲ့ပြီးတော့ ရှင်းနေရှင်းနေတွေကိုလည်းသူတိတယ်တဲ့အဲတော့တော်ကြီးအတော်ကြီးကိုလူဘာဝနေပါပြီတဲ့ဘာကြောင့်လဲဆိုတော့တဲ့သူကခုနကတော့ကျွန်တော်ပြောသလိုပေါ့နော်ရဲတွေနဲ့လည်းတိတယ်အရှင်းတွေနဲ့တိတယ်ဆိုတော့ဒါနိုင်နဲ့စင်းနေလုံနေတာတဲ့ဟောပြီးတော့ဒီအာနာအာနာကိုလည်းပြတယ်ဘာဝါတွေလည်းပြတယ်တဲ့အစည်းဝေးခေါ်ရင်လည်းတဲ့နော် အစည်းအဝေးခေါ်ရင်လည်းဒီဟိုကျွန်တော်တို့ဒီဘုရားပေါ်တော့ရှေ့တန်းပို့ဖို့နေအစုသောင်းရေးသွားဖို့နေအဲ့ဒါတွေကိုပဲသူကနေပြောပါတယ်တဲ့နော်ဒါနိုင်တဲ့စီနီပြည်သူတွေကိုလုံနေပါတယ်တဲ့နာမည်ကတော့တန်းအေးခေါ်ဂျပုယာအင်မူကိုတဲ့အဲဥစိန်ကြီးအစီအစဉ်ကနေပြီးတော့ပြောပေးပါတယ်ဟုတ်ကဲ့ပါကျွန်တော်ဒီနေ့ကနေကျွန်တော်ပြောနိုင်တာတခုကတော့ဘာလဲဆိုတော့ခမားပြည်သူတွေကိုအနိုင်မချစ်ပါနဲ့ခမားဗန်နေခမားဟိုဂျပုပဲဖြစ်ဖြစ်ဂျက်ရှိပဲဖြစ်ဖြစ် ရဲစခန်းကစခန်းမှုနဲ့ပဲတည်တည်မြို့နယ်မှုနဲ့ပဲတည်တည်ရှေ့နေတွေနဲ့ပဲတည်တည်ဘလို့လူတွေနဲ့ပဲတည်တည်ခမ ्या ကိုကျွန်တော်ပြောချင်တာကတော့ခမ ्या လည်းပြည်သူတွေကပြည်သူပါပဲပြည်သူကမွေးပြီးတော့ခမ ्या ကြီးပြင်းလာတာပြည်သူတွေကိုအရင်တုန်းကပြည်သူတွေကမြောက်စားလို့ခမ ्या ယာယီမှုတွေဆဲရင်မှုတွေခမ ्या ဖြစ်တာပါဒီယာဒူးတွေကိုရပြီးတော့ခမ ्या ကနေပါဝါတွေအာဏာတွေမတုံးပါနဲ့ပြည်သူတွေမျက်ရည်ကျနေပါပြီပြည်သူမျက်ရည် ငါတို့ဘလို့တုတ်ပေးရမလဲပြည်သူတွေကိုငါတို့ဘလို့ပတ်မိုးကူညီရမလဲဆိုတဲ့စိတ်ဓာတ်လေးကိုထားလိုက်ရင်ခမရဲ့စိတ်ဓာတ်ကမွန်မြတ်သွားလိမ့်ပါမယ်တန့်စင်သွားလိမ့်ပါမယ်ဒီလိုမျိုးပြည်သူတွေကိုချနေပြီးတော့ကောက်ရိုးပုံမှာစောင့်ပြီးတော့အယိုးရင်ကြိုက်နေတဲ့ဘဝကို ခင်ဗျားမရှက်တတ်ဘူးလားရှက်တတ်ရင်တော့ခင်ဗျားလဲတည်လိုက်ပါလို့ကျွန်တော်ဒီနေရာနေကျွန်တော်ပြောချင်ပါတယ်ခင်ဗျာဘလောက်ပြောပြောနေရီထုံနေနားမထောင်တော့ဓာတ်ထုမဟုတ်ဘူးလေခင်ဗျားအကြောင်းခင်ဗျားပြောကျွန်တော်တရင်တစ်ခုတပုတ်ပြောမယ်ဟုတ်ကဲ့ပါရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်အဖျောက်မြို့အိန္ဒိယရွာမှာလဲအကြံဖက်စစ်တပ်ခန့်အပ်ထားတဲ့အုတ်ချုပ်ရီမှုလှကြိုင်ယာအိမ်မှုဖိုးတိတိယာအိမ်မှုကြော်ထင်းနဲ့ယာအိမ်မှုဘုဒ္ဓတို့ကနေပြီးတော့တဲ့သူတို့သားသမီးတွေကိုနိုင်ငံသားကိုလွတ်ထားပြီးတော့အဲ့ဒီမှာရှိတဲ့ရက်ွက်မှာရှိတဲ့ ကြေးကြေးရရှိမှလူငယ်တွေပေါ့နော်အဲ့လူငယ်တွေကိုလာတင်ကြီးအနေနဲ့တလငွေကျက်တသောလိုက်လံကောက်ခံနေတယ်တဲ့ပြီးတော့လဲစစ်မှုထမ်းတဲ့ထမ်းရမယ်ဆိုပြီးတော့မဲတွေလည်းတင်းအားတော့နှိုက်ခိုင်းတယ်ပေါ့ဟုတ်တယ်အဲ့တော့ဆိုရင်သူကရှင်းချင်းလေးပဲလေအဲဟိုတူတန်းပြီးလို့လန်ညာပို့တာကဟိုသူ့ပတ်စံနဲ့ပို့တာမဟုတ်ဘူးဟောမဟုတ်ပါဘူးဒီရက်ကွက်ကလူကြီးတွေကြေးရွာလူတွေရဲ့ပတ်စံနေနဲ့ဟိုသူကသူတူတန်းပြီးတွေကိုသူကလန်ညာပို့ပြီးတော့ဟုတ်သူကဘာလဲဟိုကျန်တဲ့ကြေးရွာမှာရှိတဲ့ဟိုတန်းပြီးတွေကတော့ လူတွေမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးပေါ့အဲ့လိုသဘောမျိုးပေါ့သူတို့ကကိုကြီးမစားတာသူ့သားသမီးကြတော့နိုင်ငံညာပို့ပြီးတော့ရက်ွက်ထဲမှာရှိတဲ့လူငယ်တွေကြတော့စစ်မှုထားရမယ်ဩရက်ဆက်လိုက်တာဗျာကိုသားသမီးကြမှာကိုသားသမီးဖြစ်နေဟဟိုသူများနှာခေါင်းပေါင်းနဲ့တက်ရှိသူတို့ဖြစ်နေတာပေါ့နော်အဲကျွန်တော်ကနောက်ခုရရှိတာကိုစင်းကြီးခင်ဗျားတဲ့ဘကိုတိုင်းကျော်ပတော်မြို့နယ်တဲ့ညောင်ကျိုးတိုက်ပွဲအတွင်းနဲ့အချက်ပဲစစ်သားများတဲ့နတ်ပြက်နေ၍အုတ်ဆောင်ပင်မြို့ဟုတ်ရှိတယ်ဟဲ့ အော်အေးအုတ်ရှိပင်မြို့ဟုတ်အုတ်ရှိပင်မြို့ပြည်တော်သားရက်ပွဲတဲ့အုတ်ချုပ်ရေးမှုတဲ့အောင်ကိုကားတဲ့ပြည်သူများကိုတဲ့ခမင်းဟင်းများအတင်းအဓမ္မတဲ့ချက်ပြုတ်ခိုင်းပြီးတော့တဲ့စစ်တပ်ထံနဲ့ပို့ဆောင်နေပါသည်။အော်ဗျာခမရဗျာခမရတို့ခိုင်းနေတဲ့ခမရတို့ပထွေးကခမရတို့ကို မကြွေးတော့ဘူးလားမင်းမကြွေးတော့မကြွေးဘဲနဲ့ခမားတို့ကအဲ့လိုစစ်တိုက်ခိုင်းနေတယ်အင်ကျက်ချင်းချင်းအိုးမဲတုတ်ခိုင်းနေတယ်ပြည်သူတွေကိုပြစ်တက်ခိုင်းနေတယ်ပြည်သူတွေကမွေးတယ်ပြည်သူရင်သွေး PDF တွေတော်လိုင်းရေးတက်ဖွဲ့တွေတိုင်းရင်းသားညီကုံမောင်နှမတွေကိုပြန်ပြစ်တက်နေတယ်ဆိုတော့ခမားတို့ပဲစဉ်းစားကြည့်ပါခမားတို့ခမားတို့ပထွေးကနေပြီးတော့ခမားတို့ကိုမကြွေးဘူးလားပြည်သူသမင်းကိုစားပြီးတော့ပြည်သူတွေကိုတတ်နေတယ်ဆိုတော့ ကဲခမားတို့အုံတော့မရှိတာတော့ချိန်သေးသွားပြီဗျာခမားတို့လူစိတ်မရှိတာတော့ချိန်သေးသွားပြီခမားခုလည်းကြည့်ဟိုပြည်သူတွေကခမားတို့စားဖို့ဟင်းနေဓမင်းနေချက်ပြုတ်ကျွေးပြီးတော့ခမားတို့သွားပေးရတယ်အဲ့ဒါတွေကိုစားပြီးတော့ခမားတို့ကလာကျွေးတဲ့လက်ကိုခမားတို့ကပြန်ကိုက်နေသလိုအဲ့လိုဖြစ်နေတယ်ဟုတ်တယ်ဟုတ်တယ်အဲ့လိုမျိုးဖြစ်နေတာအရင်တော့တော့တက်မတော်တာမိတက်မတော်တာဖအဲ့လေအခုတော့ခလုတ်ထီမှအမိတာအဲ့လေတို့လည်းငတ်ပြက်လာပြီးသူမျိုးပြန်ပြီးထမင်းတောင်းထားတယ် ခင်ဗျားမရှိကြဘူးလားဗျာခင်ဗျားတို့တောင်းကြခင်ဗျားတို့ဘိုးကြီးကြခင်ဗျားတို့တော်တောင်းမှလားခင်ဗျားတို့ပထွေးကြီးကတော်တောင်းမှလားထားလိုက်ပါတော့ဗျာဘာပဲပြောပြောခင်ဗျားတို့ကဟိုပြည်သူတွေကကျွေးထားပြီးတော့ပြည်သူရဲ့ကျွေးတဲ့ဓမေကိုခင်ဗျားတို့ကစားပြီးတော့ပြည်သူတွေစော်ကားနေတာကျွေးတဲ့လက်ကိုခင်ဗျားတို့ကပြန်ကိုက်နေတာပါပဲနော်ဟုတ်ကဲ့ဟုတ်ကဲ့ပါနောက်တဲ့ကျွန်တော်ရှိမှာတိုင်ထားတဲ့တရေလေးတစ်ပုဒ်ရှိသေးတယ်ခင်ဗျာကျွန်တော်တို့အုပ်စုကတဲ့အုပ်ကြီးနာမည်ကတော့မောင်နီလို့ခေါ်ပါတယ်တဲ့ဗရောင်းမျိုးနဲ့ရှင်ပုံသာအုပ်စုအုပ်ကြီးမောင်နီရတဲ့ရဲတပ်ဖွဲ့တွေနဲ့ပေါင်းပြီးရွာသားများတွေ ရွာသားများရှိရာပိုက်ဆံတွေလိုက်လံကောက်ခံယူနေပါတယ်တဲ့။ယောက်ျားလေးရှိတဲ့အိမ်ဆိုလို့ရှိရင်2000လစင်ပေးရတယ်တဲ့။နှစ်တောင်းပေးရတယ်အဲ့အုတ်ကြီးမောင်ကြီးကအခုဆိုရင်တိုက်ပြီးတော့ဆောက်ထားပါတယ်တဲ့။အော်ဟုတ်လားဟုတ်မကရာကြီးကတခါကြပြည်သူမျက်ရည်နဲ့တိုက်ဆောက်ထားတာ။ဟုတ်အခုသူကပြည်သူတွေတူပြောင်ရောက်ကနင်းနာလို့အုတ်ကြီးကိုတွက်တိုက်ကြားလို့ရှိရင်သူကငွေကြီးမငွေကြီးရမှထားလုပ်ပေးတယ်တဲ့။음မဆိုးပါဘူး။ဟုတ်နောက်ပြီးတော့ရွာသားများကလည်းဒီအပြင်မှာထွက်ပြီးတော့ရွာပြင်ထွက်ပြီးအလုပ်လုပ်လို့လုပ်ပိုင် ဖွင့်မပေးတာ။ရဲတို့ထွက်မယ်ဆိုလို့ရှိရင်ပတ်စံပေးရတယ်။ပတ်စံပေးပြီးထွက်လို့ရင်အပြင်မှာတစ်ခုခုဖြစ်ရင်အုပ်ကြီးကတောင်းတယ်။တောင်းဝင်ပြီဘော။သူတောင်းဝင်ယူလာပါရှိတယ်။ဟုတ်ပါမှာ။သူတောင်းဝင်လာရှိတယ်ပြီသူ့ကိုပတ်စံပေးတဲ့ဥစ္စာကိုသူအိတ်တက်ထဲထားမယ်။အဲ့ဒါလေးတော့သူတောင်းဝင်ယူလာပါဘော။ဒါလေးတိတ်နာပါဘော။ဒါလေးတိတ်နာတာပါဘော။ဟုတ်ဟုတ်။အဲ့လိုမျိုးပါအဲ့ဒါဒီ PDF တွေနဲ့ AA စစ်တက်တွေကြားသိအောင်လည်းကျွန်တော်တို့ဒီ channel ကနေပြီးတော့လွှင့်ပြီးတော့ပြောပြပေးပါရစေ။အခုပြောပြပါရစေခင်ဗျာ။ဘာပဲပြောပါတော့အခုဒီဟိုဘေးရလဲမောင်နီเนาะ။အဲမောင်နီရေမင်းတစ်ခါခါကြာရင်မင်းဟိုနာမည်ကတော့မောင်နီပဲ တကယ်အပြစ်မှာမင်းသွေးချင်းချင်းหนีသွားလိမ့်မယ်ဘာလို့လဲဆိုတော့ဒီပြည်သူတွေရဲ့မတထားရီသာတထားရီသာ စားပြီးတော့ပြည်သူမျက်ရည်တွေနဲ့မင်းအိမ်နေစောက်ပြီးတော့မင်းပြည်သူမျက်ရည်တွေကိုမင်းတောက်နေပြီးရတော့မင်းအပြစ်မှာတကယ်หนีသွားလိမ့်ပါမယ်မင်းကိုหนีတယ်ဆိုတော့မင်းကိုငါတို့ကဒီကနေ့ချင်းချောင်းနေတာမဟုတ်ပါဘူးမင်းကိုငါတို့ကတတ်လို့လည်းမရပါဘူးမင်းကိုငါတို့ထောင်ချလို့လည်းမရပါဘူးမင်းကိုလည်းငါရိုက်လို့မရပါဘူးဘာဖြစ်ဖြစ်တော့ဒီနေရာတွေပြီးတော့ပြည်သူတွေတိအောင်ငါပြောပြတာမင်းတို့ရှက်တတ်မလားဆိုတဲ့စိတ်တက်နေ ငါပြောပြတာပါကိုချင်းစာသိရှိမလားဆိုပြီးတော့ပြောပြတာပါခင်ဗျာဟုတ်ကဲ့ခင်ဗျာအခုလိုမျိုးကျွန်တော်တို့စကားစားရဲ့တောက်တိုင်ဖြစ်တဲ့အုတ်ချုပ်ရေးမှုလို့ရဲလို့ပြူစောတီးလို့နော်ရအိမ်မှုလို့နော်ပြည်သူစစ်တို့ဟာပြည်သူတွေကိုညင်မနှိပ်စက်နေတဲ့တန်နေဘောနော်ပြည်သူရမခံနိုင်လို့ကျွန်တော်တို့ရှိကိုတိုင်ကြားနိုင်ပါတယ်မခံနိုင်လို့ရှိရင်လည်းကျွန်တော်တိုင်ကြားနိုင်ပါတယ်တကယ်တိုင်ကြားလာတဲ့အားတွေကိုကျွန်တော်တို့ကပြည်သူတွေပြန်လဲချပြတ်မှာဖြစ်ပါတယ် အဲ့ဒီကျွန်တော်တို့ရှိကိုတိုင်ကြမယ်ဆိုလို့ရှိရင်ဆရာကိုစိန်ကြီးရဲ့ Facebook page နဲ့ဆရာကိုစိန်ကြီးရဲ့ Facebook Messenger မှာတိုင်ကြနိုင်ပါတယ်ခင်ဗျတိုင်ကြမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲ့တိုင်ကြလာသူရဲ့နာမည် privacy လုံးဝဖုံးကွယ်ထားပေးမှာဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့တိုင်ကြမယ်ဆိုလို့ရှိရင်ရက်ကွက်အုပ်ချုပ်ရေးရက်ကွက်အုပ်ချုပ်မှုနာမည်အတိအကျမြို့နယ်နာမည်အတိအကျလေးတွေကျွန်တော်ရေးပြီးတော့တိုင်ကြပေးပါခင်ဗျဟုတ်ကဲ့ပါဟုတ်ကဲ့ရက်ွက်အုပ်ချုပ်ရေးမှုလို့ပြောနေတဲ့နေရာမှာရက်ွက်အုပ်ချုပ်ရေးမှုကိုဘယ်လောက်ထိရော ပဇက်ထရရနေပြီးတော့မထွက်ချင်တယ်ထွက်ချင်တယ်ပြုတ်တက်လာပြုတ်တော့ပြက်လာဒါလည်းပါတော့ဟိုကျွန်တော်တို့ရဲ့ဒီပြည်သူစပီကာအစီအစဉ်လေးကိုလာရောက်ပြီးတော့ကျွန်တော်တိုင်ကြားနိုင်ပါတယ်ကျွန်တော်တပတ်တစ်ခါပြည်သူစပီကာလေးကိုကျွန်တော်တို့တင်ဆက်ပေးတဲ့နေရာမှာကျွန်တော်တို့တွေဒီပြည်သူမျက်ရည်ကိုတုတ်ပေးခြင်းလို့ကျွန်တော်တို့ဖြစ်ပါတယ်ပြည်သူတွေနဲ့တသားလေးရှိနေပါတယ်ပြည်သူငိုရင်ကျွန်တော်တို့ငိုပါမယ်ပြည်သူရင်ရှိပါမယ်ပြည်သူဒီသားအခေယအရာရာကိုပြောင်းလဲစေနိုင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့အစီအစဉ်ကို ကျူးကျူးအပိနေရတဲ့မိဘပြည်သူတွေအားလုံးမိုးစံသောပန်းလို့ထောင်ရလမ်းဆန်းကြပြီးတော့မကြမီအချိန်တောတွင်းမှာကျွန်တော်တို့လိုချင်နေတဲ့ပန်းတိုင်ကိုလှမ်းကန်နိုင်တဲ့ပျော်ပျော်ရွှင်ရွှင်မြန်မာနိုင်ငံကြီးဖြစ်ပါစေလို့ဒီနေရာနေပြီးတော့ဆုမွန်အောင်တောင်းရင်းနဲ့ကျွန်တော်တို့အစီအစဉ်လေးကိုရန်နာဝင်ပြုပါခင်ဗျာအားလုံးကျေးဇူးများတင်ပါတယ်ဟုတ်